င်လယ်ရေအောက်ကအပြေမရှိသေးတဲ့ရှားပွေတွေ့ရှိမှုများမင်္ဂလာပါခင်ဗျဘာမဆံများကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်မှုကတော့ကျွန်တော်တို့ရဲ့ခေါင်းစဉ်တိုင်းပါပဲဟဲ spoil မိသွားရင်တော့ရေခုံစရာမကောင်းတော့ဘူးဗျဒီတော့ဘာရီပါမလဲဆိုတော့ကျွန်တော်နဲ့အတူဆက်ကြည့်လိုက်ကြရအောင်ပါ2014ခုနှစ်ကဩစတြေးလျတုတေတီရဲ့ကိုတွေဖြစ်ရက်ဩစတြေးလျတောင်ပိုင်းကမ်းရိုးတန်းမှာငမန်းပြူကြီးတွေကိုခြေရာခံဖို့စီမံကိန်းတစ်ခုစတင်ခဲ့တဲ့အဖွဲ့ဟာကိုပေတီရှီလျားနဲ့ငမန်းကြီးတစ်ကောင်ကိုခြေရာခံဆက်တက်ဆင်နိုင်ခဲ့ပါတယ်ဒါပေမဲ့လွတ်ပြီးမကြခင်မှာပဲ ဆေးပြက်ဆရာကောင်းတဲ့ဖြစ်ပျက်တွေကဖြစ်လာခဲ့ပါတယ်။ခြေရာခံကရိယာဟာလိုင်းတွေနဲ့တူကန်းဆက်ကိုပြန်ရောက်လာပြီးဒေတာတွေကိုသူတည်တည်တွေစစ်ကြည့်လိုက်တဲ့အခါမှာတော့ရေအောက်တနေရာအယောက်မှာဆက်ရဲ့အပူချိန်တွေရုတ်တရက်ထက်လာပြီးတော့တက်ပေးလိုက်တဲ့ငမန်းကြီးကတော့ပေတထောင်ထိနေတဲ့အနက်ကိုဆင်းသွားတာကိုတွေ့ရှိခဲ့ကြပါတယ်။နောက်မှာတော့ခြေရာခံဆက်တစ်ခုပဲကန်းဆက်မှာလာရောက်တောင်းတင်နေပြီးငမန်းကြီးကတော့ဖြောက်ချင်းမလားဖြောက်သွားခဲ့ပါတယ်။ဒီပြည်စင်ကိုလိုက်ဆောင်ဆန်းကြည့်လိုက်တော့ငမန်းကြီးဟာသူ့တက်ပိုကြီးရဲ့တားရဲတကောင်ရဲ့အစာဖြစ်စားသုံးခံရရည်ဆိုတော့ကိုတက်တဲ့အားလုံးကညွန်ပြနေပါပြီ ဆိုင်ရဲ့အပူချိန်တက်လာရတဲ့အကြောင်းကလည်းဒီငမန်းကိုစားလိုက်တဲ့သားရဲရဲ့ခန္ဓာကိုယ်အပူချိန်ကဘဝဉ္ဉ်ရေတံမြင့်နေလိုပါပဲဒီလိုနဲ့အသိပ္ပံပညာရှင်တွေရဲ့စဉ်းစားစရာကငမန်းပြူကြီးကိုစားနိုင်တဲ့ဘယ်လိုသရဝမျိုးကဒီလောက်ကြီးမှနိုင်မလဲဆိုတာပါပဲငမန်းပြူတွေဟာတစ်ခါတည်းမှာအချောင်းငမန်းတွေကိုစားလို့ရှိပေမယ့်အဲ့လိုငမန်းပြူတော်ပြန်စားလိုက်နိုင်တဲ့ကြီးမားတဲ့သားရဲကြီးရဲ့အရွယ်စားကတော့ထူးဆန်းနေပါလိမ့်တချို့သူတွေကဘယ်လိုအနေကြီးတဲ့မှာပိုကြီးမားတဲ့ငမန်းမျိုးစိတ်တစ်ခုရှိနေနိုင်တယ်လို့လည်းယူဆလာကြပါတယ် ဒါဆိုရင်ဒီကောင်ကြီးကတော့မင်္ဂလာတန်မျိုးစိတ်လေးများမဖြစ်နိုင်ဘူးလားခင်ဗျတွဲတော့တွဲကြပါပဲအဲဒီမိုနီယိုနက်ဂရိုအနက်ရောင်နက်ဆူဒီဇယ်လန်နဲ့ဆက်ဆက်နေတဲ့ဒဏ္ဍာရီတစ်ခုကတော့မက္ကဆီကိုရဲ့ဘာဂျာကလင်ဖိုးဒီယာကန်ယူတွေမှာနေထိုင်တဲ့ဆိုတော့အဲဒီမိုနီယိုနက်ဂရိုအနက်ရောင်နက်ဆူဆိုတဲ့တရားပါအရှိအအဖြစ်ပေ20ကနေပေ60ရှိတယ်လို့သတ်မှတ်ထားတဲ့ဒီအနက်ရောင်ကမန်းကြီးဟာအလွန်တရာကမှရန်လိုတက်တယ်လို့သိကြပါရဲ့ ငါးဘက်သမားတွေရဲ့ပြောပြချက်တွေအရဒီကောင်ကြီးဟာလေတစင်းလုံးကိုတော့လှည့်ပြနိုင်တဲ့အင်အားမျိုးရှိတယ်လို့ဆိုပါတယ်။နောက်ရှိခုနှစ်မှာ Eric Mass ဆိုတဲ့ငါးဘက်သမားဟာ Seo Quarters မှာရွေးလွှင့်နေတယ်မှာဒီအနေရောင်ငမန်းကြီးနဲ့ဂျုံတွေးခဲ့ပြီးတော့ရေထဲကနေငါးပြည့်ရဲ့အမြင့်ထီထောင်မှတ်နေတဲ့အမီးကြီးကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ဒါအတီတီသားမှာတရားဝင်နာမည်စီးရင်တည်ထားတဲ့ငမန်းမျိုးစိတ်တွေနဲ့လုံးဝကွဲပြားနေပါတယ်။ဒီအနေရောင်နဲ့ဆိုးလို့ခေါ်ကြတဲ့ငမန်းကြီးကတော့ပျောက်ဆုံးသွားလိပြီးတော့မင်္ဂလာတော်ငမန်းတွေဖြစ်နေမလားဆိုတော့ငင်းပွားနေသေးပါပဲ။ လဆယ်ရာစုစောပိုင်းကဇန်ဂရီရဲ့ထူဆန်းတဲ့အတွေ့အကြုံများ1932ခုနှစ်မှာစာရေးဆရာဇန်ဂရီဟာတောင်ပစိဖိတ်ရဲ့ပင်လယ်ပြင်တစ်လျှောက်အေယာမငမန်းကြီးတွေနဲ့ကြုံတွေ့ခဲ့ပုံကို Days of Dying Water ဆိုတဲ့စာအုပ်ထဲမှာရေးသားခဲ့ပါတယ်။သူ့ရဲ့ဇလန်းတွေထဲမှာပင်90ကျော်ရှိတဲ့ငမန်းတွေကြိုးတွေကိုချီမင်းလို့ဖျက်နိုင်တဲ့ငါးတောင်ဇင်းကြီးတွေပါဝင်ပါတယ်။တစ်ခါကဂရီဟာပေါင်တစ်ထောင်ကျော်တဲ့ငါးတောင်ဇင်းကြီးကိုဖမ်းမိခဲ့ပေမဲ့ဂန်းကိုမရောက်မီမှာပဲငမန်းကြီးတစ်ကောင်ကလာရောက်ဖျက်တော့စားတော့သွားတယ်လို့ဆိုပါတယ်။ ဂရေကဒီငမန်းတွေဟာပုံမှန်ငမန်းဖြူတွေထက်ပိုကြီးပြီးတော့ပိုရန်လိုတယ်လို့ဖော်ပြခဲ့ပါတယ်။ဒုစရောက်တွေကိုဖတ်လိုက်ရင်တော့မက်ဂလာဒန်လို့ခေါ်တဲ့သမိုင်းမဒီမီကကငမန်းကြီးတွေနဲ့စံနယ်မိုးတစ်ခုခုရှိနေတယ်လို့ခံစားရတယ်လို့ဇာဖက်ပရိသတ်တွေကမှတ်ချက်ပြုကြပါတယ်ခင်ဗျ။ဂျပန်ငါးဖက်တင်မော0မာရိုရဲ့ထူဆန်းတဲ့တွေ့ရှိမှု1989ခုနှစ်တုန်းကနယူးဇီလန်ကမ်းကြီးအနီးပင်လယ်ပြင်မှာငါးဖက်နေတဲ့0မာရိုတင်မောအဖွဲ့ဟာပေတထောင်လောက်အနက်ကနေပုံဆွေးနေတဲ့အရာမတော်အကြီးတကောင်ကိုဖမ်းမိခဲ့ပူပါရီ ။သူ့ရဲ့လောင်းက33ပေး30မီတာလောက်ရှည်ပြီးတော့ပုံစံကငမန်းနဲ့အတူပဲမယ်။ပုံမှန်ငမန်းတကောင်ရဲ့ကာရိုက်တာလိုလည်းမဟုတ်နေပြန်ပါဘူး။ငမန်းဖွဲကဓာတ်ပုံတွေရိုက်အရွယ်စားတွေတိုင်းအသားနမူနာတွေယူပြီးတဲ့နောက်မှာဆက်လက်လည်လာဖို့လုပ်ခဲ့ကြပါမယ်။အလောင်းကြီးကတနေ့တကြားအနံ့ဆိုးလာလို့ပြန်ပြစ်လိုက်ရပါတယ်။ဒီပုံတွေပြန်သွားပြီးနောက်မှာတော့ဂျပန်မှာပညာရှင်တွေကအငင်းပွားကြရပါတော့တယ်။တချို့ကဘတ်စကင်းငမန်းရဲ့ရုံအလောင်းဆွေးသွားတာလို့ပြောကြပါတယ်။ ါပေမဲ့ဒီအလောင်းကဘတ်စကင်တပ်ပိုကြီးပြီးပုံစံကလည်းတူမနေပါဘူး။တချို့ကလည်းဒိုင်နိုဆောခေတ်ကကျန်တဲ့သတ္တဝါများလားဆိုပြီးတော့စဉ်းစားကြပြန်ပါလေ။ဒီလိုလောင်းတွေကတော့ Glove Star လို့ခေါ်ပြီးကမ္ဘာတစ်လောင်းကပင်လယ်တွေမှာအလားတူအလောင်း90နီးပါးထိတွေ့ဘူးတယ်လို့လည်းမှတ်တမ်းတွေရှိလိုနေပါပြီ။အခုတည်းတော့ဒီဖြစ်ရပ်ကတော့ဗဟေတိဖြစ်နေသေးပါပဲ။ပင်လယ်နဲ့ကြီးတွေကတရင်ကမန်း ဂျပန်သူတေသနာအဖွဲ့တစ်ခုက DC Auditis Channel ကနေပင်လယ်နယ်ကြီးထဲကိုကင်မရာချပြီးရိုက်ထားတဲ့ဗီဒီယိုတစ်ခုဖြန့်ချိခဲ့ပါတယ်။ပင်လယ်ကျမ်းပြင်ကီလိုမီတာ1.6ကီလိုမီတာ၊ဘေးအပြင်9200ဘေးလောက်အထက်မှာစားစရာချိန်ထားတဲ့ကင်မရာကိုတရေငမန်းလို့အမည်ရတဲ့တရွာတကောင်ကချင်းကလာတာကိုဖမ်းမိခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေကမှုံွားနေပြီးမေယူကအာအကြီးအတိုင်းကျိုးနေတယ်လို့အရေးပြားကလည်းကြမ်းတမ်းဆုပ်ပြေနေပါတယ်။ ဒါရင်မကသေးပါဘူးအရွယ်စားကလည်းပေ26မီတာလောက်ရှိပြီးကြီးရတာအကြီးကန်လွန်တဲ့အတွက်အနောက်ရောက်နေဆို Black Diamond လို့တော့အမည်တွင်စေခဲ့ပါပြီ။ပညာရှင်တွေကတော့ဒါရေခဲပြင်းနဲ့အလွန်တရာမှအေးတဲ့ပင်လယ်ထဲတွေမှာနေထိုင်တဲ့ Sleeper Shark ငမန်းမျိုးစားဒါမှမဟုတ်မျိုးစိတ်တစ်ခုဖြစ်နိုင်တယ်လို့ယူဆကြပါမိလေ။သူရဲ့တွင်ပြင်းကပုံမှန်ငမန်းတွေနဲ့တော့လုံးဝကိုမတူပါဘူး။ဒီဗီဒီယိုကလူသားတွေမစူးစမ်းရသေးတဲ့ပင်လယ်အနက်ကြီးတွေထဲမှာဘလောက်ထိထိုင်လန့်ပွဲတရွားတွေပုန်းခိုနေမလဲဆိုတာသတိပေးနေသလိုပါပဲ။ ဥပမာပင်လယ်နယ်ပိုင်းမှာနေတဲ့တရွာတွေဟာအနက်ပိုင်းကိုရောက်လေပိုပြင်းလာလေဖြစ်တဲ့ရေပြာအတံကိုခံနိုင်ဖို့အတွက်တာမန်ရိုးတွေစားအယုံနုတွေနဲ့ဆင်ခဲပြောင်းလဲလာကြသလိုမောင်မဲနေတဲ့ပတ်ဝန်းကျင်အတွက်ကိုပိုင်အလင်းထုတ်ထုတ်တိုင်းနဲ့ဇီဝအလင်းတွေပါရာမျိုးတွေလည်းရှိတတ်ပါတယ် USS Stein တမောကိုဘာကတိုက်ခိုက်ခဲ့တာလဲ1998ခုနှစ်မှာအမေရိကန်ရေတပ်ရဲ့ USS Stein တမောဟာ ဘယ်လည်းပြမှာပုံမှန်ကင်းလဲနေတုန်းရုတ်တရက်ဆိုနာစနစ်တွေပြည့်စည်သွားပါတယ်။ဒါအသာမပြည့်စည်မှုမဟုတ်ဘူးဆိုတာသိသွားတဲ့အတွက်တပွဲလုံးကစိတ်ကန်းကိုအမြန်ပြန်ခတ်လာခဲ့ရပါတယ်။ဒီဘောရဲ့ရေအောင်ပိုင်းဆိုနာဒုံးကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာလိုင်းတွေနဲ့ထိခိုက်တာမဟုတ်ပဲချုံတက်တဲ့အရာတွေနဲ့ကုပ်ပဲ့ထားတဲ့အပေါက်အနာတွေကိုတွေ့ရှိခဲ့ကြပါတယ်။အရင်အနာတခုစီကလေးပေတည်တသမာ2မီတာလောက်ရှိပြီးဒါရီဟာပင်လယ်သရဝကြီးတကောင်ရဲ့လက်သေးတွေဒုမဟုတ်သွားရင်းနဲ့ဖြစ်နိုင်တယ်လို့ယူဆကြပါရီ ။ဒီနာရှင်တွေကတော့ဒါဟာအီယာမပင်ကူ၅ကြီး၊ Giant Square ဒါမှမဟုတ်မုတ်တန်ရှိခရူကြီးတွေ၊ Colossal Square လို့တရွာတွေနဲ့ထိခိုက်မိတာလို့ခံမှန်းကြပေမဲ့ဒီအနာရီရဲ့ရွယ်စားကလက်ရှိတည်ထားတဲ့ခရူကြီးတွေရဲ့သွားထက်ပိုကြီးနေတာကြောင့်စိတ်ဝင်စားစရာဖြစ်နေသေးပါ။တချို့ကလည်းဒါဟာမက်ဂလိုဒိုမျိုးစိတ်ဝင်ငမန်းတကောင်ရဲ့တိုက်ခိုက်မှုဖြစ်မယ်လို့ theory တွေထွက်လာခဲ့ပါသေးတယ်။ဒီဖြစ်ရပ်ကပဲမက်ဂလိုဒိုနေရှိနေသေးလားဆိုတဲ့အဆိုကိုထောက်ခံပေးလိုက်တယ်လို့ဖြစ်သွားစေခဲ့တာပါ။ မက်ကလွန်ဒွန်ဆိုတာကတော့လုံခဲ့တဲ့နှစ်သားပေါင်းများစွာကရှိခဲ့တဲ့ပေ60အထိရှိတဲ့ငမန်းကြီးတွေဖြစ်ပြီးလူအချို့ကတော့သူတို့ဟာဖင်လန်နဲ့ကြီးတွေထဲမှာရှင်နန်းသေးသေးတယ်လို့ယုံကြည်နေကြပါရင်။ဩစတြေးလျကအလိုင်းစီသမားရဲ့အဖြစ်2008ခုနှစ်မှာ Reddit user HP1 Corona ဆိုသူကဩစတြေးလျနိုင်ငံမာကွာမြို့တွေက Cheetah School လို့ခေါ်တဲ့နာမည်ကြီးကမ်းခြေတစ်ခုမှာအလိုင်းစီနေတော့သူကြောင့်တွေးကြရတဲ့အကြောင်းစီအကောင်းတဲ့ဖြစ်တစ်ခုကိုပြန်လည်မျှဝေခဲ့ပါရင်သူပြောပြတာကတော့ ငါလိုင်းသေးတီတော့မျောနေတဲ့အကောင်တစ်ကောင်ကိုမြင်လာရတယ်။ရုတ်တရက်ငါးနှလုံးခုန်တယ်မြင်လာတာပေါ့။ရေထဲမှာငါတယောက်တည်းမဟုတ်ဘူးဆိုတာသိလာရတာနဲ့ဂန်းကိုပြန်တက်ဖို့ပြင်တော့တာပဲ။ဒါပေမဲ့ရေပြင်ဟောင်းမှာကဆယ်ပေလောက်ရှိတဲ့ငမန်းပြူကြီးတစ်ကောင်ငါအနားကိုဝိုင်းနေတာကိုမြင်လာရတယ်။အဲဒီတော့ငါကမှဘာမှကိုမလုပ်လိုက်နိုင်ဘူးဆိုပြီးတော့တင်ခဲ့တာပါ။ကောင်ကင်တော့သူကကန်းကိုစိုးရင်စရာမရှိပဲရောက်သွားကြပြီသူလေကိုကားပေါ်ပြန်တင်ပြီးအိမ်ကိုပဲတုတ်ချေတင်မလို့လိုက်ပါရယ်စိတ်ညံအောင် secret တော့ရင်းလိုင်းတွေကိုစောင့်ကြည့်နေချိန်ပါပဲတခါလေရေထဲမှာပြုံစီနေတဲ့အမြုပ်တွေထားလာတယ ။ဆောနာကငမန်းဖြူကြီးကဖျံကိုကိုက်လိုက်တာလေ။ရေတွေကသွေးတွေကြောင့်နေရတောက်သွားရောပေါ့။ငမန်းကဖျံကိုအားရပါးရကိုက်ဖဲစားတောက်နေတာကိုကိုတွေ့မြဝါးထင်နေမြင်လာရတာပေါ့။အဲဒီကစားပြီးလိုင်းစီတာကိုလုံးဝဖျက်လိုက်တာပဲ။မိသားစုရှိလာပြီဆိုတော့ဘဝကိုဆွမ်းလားကျင်နေတဲ့စိတ်နဲ့သွားတာလည်းပါမယ်ထင်တယ်လို့သူကရေးသားခဲ့ပါရီ။ဟာဝိုင်ကအဖြစ်ဖြစ်ဟာဝိုင်ကန်ကြီးနီအဝါဝမှာငမန်းတွေကိုလေးလာနေတဲ့ရင်ကုန်သမားတစ်စုဟာဝေလောင်အားလောင်းတစ်ခုပေါ်မှာတိုးခွေနေတဲ့ကြောင်ငမန်းတွေကိုကင်မရာနဲ့မှတ်တမ်းတင်နေတော့မှာပဲသူစမ်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ် ရုတ်တရက်ဂျာမန်တွေထက်နဆာလောက်ကြီးမားတဲ့ငမန်းပြူကြီးတကောင်ပေါ်လာပြီးသူတို့ရဲ့အာယုံကိုစိုသေးသွားစေခဲ့ပါရင်ဒီငမန်းပြူကြီးကိုဟာဝေကဲလို့နာမည်ပေးထားပြီးတော့အရှိအားဖြင့်ပေ96မီတာအလေးချိန်အားဖြင့်ပေါင်900တန်အားဖြင့်တော့1.2တန်ကျော်ရှိတယ်လို့ခန့်မှန်းထားပါရီဒီရွယ်စားကကမ္ဘာအကြီးဆုံးငမန်းပြူတွေကတကောင်ဖြစ်တဲ့ဒီဘလူးနဲ့တော့မြေပါကောင်လဲငါးပါကောင်လဲပကုန်းကြီးရှင်နိုင်တဲ့အစင်ပါပြီဟာဝေကဲကရင်ကုန်သမားတွေစီကိုမကြောက်မရွံ့ချင်းကလာပြီးသူရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့လိုင်းလုံးတွေကိုပုတ်ခွဲလိုက်ပါတဲ့ ရေကူးသမား Ocean Run စီဆိုသူကတော့မမန်းကြီးအားရေကူးသွားချိန်တုန်းကတူလန်နဲ့တောင်ထိမိသွားခဲ့သေးတယ်လို့ဆိုပါတယ်။ဒီပြည်စင်မှာထူးခြားတဲ့ချက်ကတော့ဟာဝိုင်လိုပုံမှန်ဒေသမှာငမန်းပြူကြီးတွေကိုတွေ့ရလိမ့်မရှိပါဘူး။သူတို့ကပုံမှန်အားဖြင့်ကမ္ဘာတောင်ပိုင်းကအေးများတဲ့ရေနပ်ပိုင်းနေရာတွေကိုဘုံနေတက်လိရှိပါတယ်။ဒါဆိုဒီအကောင်ကောပါကောင်ကြီးလေ။ Australia မှာဖမ်းမိခဲ့တဲ့ငမန်းပြူ A grade အနောက် Australia Evany မြို့က၅ဘန်းဌာနမှာအလုံးလုံးနေတဲ့ Colin Olsen ဆိုသူက 1995ခုနှစ်မှာတပိုင်းဝင်ဓာတ်ပုံတူပုံကိုရိုက်ကူခဲ့ပါသည်။အစိုးရရဲ့ဖျံကောင်းရေးတိုးလာအောင်ငမန်းကောင်းရေးရှော့ချရေးစီမံကိန်းတစ်ခုအတွက်သူနဲ့အဖွဲ့ကငမန်းတွေကိုဖမ်းနေချိန်မှာပါ။ဒီလိုဖမ်းဖို့အတွက်တမ်မလီဂျိုးရီရဲကြီးတွေနဲ့ပြင်ဆင်ထားတဲ့လေတွေကိုအသုံးပြုခဲ့ကြပါသည်။ဒါနဲ့မှာတော့သူတို့ဟာပေါင်3000တုံးရတက်တသမ5တန်လောက်အလေးချိန်ရှိတဲ့ငမန်းဖြူကြီးတစ်ကောင်ကိုဖမ်းမိသွားခဲ့ပါသည်။ဒီငမန်းကြီးဟာလေကိုရေထဲကနေမြောက်ထွက်လာအောင်ခုံပေါက်ပြီးတိုက်ခိုက်ခဲ့ပါသည်။ ။ကိုစဲကဒါဟာဂျော့ဆက်ကားတွေကမြင်ရတာနဲ့တထရားတွေပဲ။ငါဘွားမှာဒီလိုကြောက်စရာကောင်းတဲ့အရာကိုမကြုံဘူးခဲ့ဘူးလို့နောက်ပိုင်းမှာပြန်ပြောပြခဲ့ပါရခင်ဗျ။ဒါကိုရိုက်ကူမိခဲ့တဲ့ဓာတ်ပုံကလည်းတဖြည်းဖြည်းလူတီများလာခဲ့ပြီ။ငမန်းကြီးတွေနဲ့သူတို့ရဲ့ရာဇဝင်ကိုပိုပြီးစိတ်ဝင်စားသွားစေခဲ့ပါရဲ့။ပင်လယ်ပင်ရဲ့လိုဝတ်ချက်တွေကဘာတွေလဲ။ဒီပြည့်ရတွေအားလုံးကပင်လယ်ပင်ဟာလူသားတွေအတွက်မတိရသေးတဲ့ထူးဆန်းတဲ့သတ္တဝါတွေနဲ့ပြည့်နေတယ်ဆိုတာကိုသက်သေပြနေပါရဲ့။ NASA ရဲ့ထုတ်ပြန်ချက်အရလူသားတွေဟာလကဘာဘောကို၁၂ရက်တိုင်းရောက်ခဲ့ပြီးပေမဲ့ပင်လယ်နက်ရဲ့၈၀ရာခိုင်နှုန်းကျော်တော့မစူးစမ်းရသေးဘူးလို့ဆိုပါတယ်။ဥပမာ Mariana Trench လို့ခေါ်တဲ့ပင်လယ်နက်ကြီးဟာပေ36000ကီလိုမီတာအပြင်17ကီလိုမီတာထိနှက်ပြီး Everett Down ထိပ်ထက်1.6ဆပုံမြင်ပါတယ်။ဒီနေရာမှာရှိတဲ့ဖိအားကလူသားတယောက်ကိုဖြင်းချလိုက်ရင်တန်ဖိုးလိုပြားသွားနိုင်တဲ့အထိကိုမြင်မှာပါတယ်။ ဒါတွေကိုကြည်ကြင်အားဖြင့်ဘင်လယ်ပင်ဟာလူသားတွေအတွက်တော့စိတ်ကူးယဉ်မှုတစ်ခုဆိုတာထက်ပိုပြီးထူးဆန်းနေစရာကိုဒီဖြစ်ရပ်တွေကတသက်ပြားနေပါတယ်။ဥပမာဘင်လယ်နဲ့ဆိုးဆိုတဲ့ကဘာကျော်ရာဇဝင်လိုမျိုးဒါမှမဟုတ်မက်ဂလိုဒွန်ငမန်းမျိုးစဲ့ရဲ့တရှိမှုတွေပေါ်ဘယ်ရီတွေမျိုးပေါ့ဗျာ။ဘလက်ဒမွန်ရဲ့ဒဏ္ဍာရီမက္ကဆီကိုကမ်းခြေတွေမှာမကြာခဏအမြင်မှားရတဲ့ဒီငမန်းကြီးဟာဘေ60ရာထီကိုရှည်ပြီးလေတွေကိုဖျက်ဆီးနိုင်တယ်လို့ရေလိုသားတွေရဲ့ကြားမှာတော့ယုံကြည်နေကြပါရဲ့။ ။ဒေဗန်ပညာရှင်တွေကတော့ဒါဂျီမားရဲ့ငမန်းမျိုးစာဒါမှမဟုတ်ဝေလာငါအထီးကြီးတွေနဲ့မာယူနေတာဖြစ်နိုင်တယ်လို့လည်းဆိုပါရီ။ဘဂလိုဒွန်ရဲ့ဗဟေဒီလွန်ခဲ့တဲ့နှစ်သန်းပေါင်း3.6တန်းကမျိုးသုံးသွားပြီလို့ယူဆကြပေမယ့်နောက်73ခုနှစ်ကပသိမိတ်သမုဒ္ဒရာတွေကရိုက်ကူးခဲ့တဲ့ပေ60ရှိတဲ့ငမန်းရုပ်ရှင်ဟာဒီအယူအဆကိုတစ်ခေတ်ပြန်လည်နှုတ်ထားစေခဲ့ပါရီ။ဒီဖြစ်ရတိုင်းဟာပင်နေပင်ရဲ့ဇီဝမျိုးကွဲတွေကိုနားလည်ဖို့ကြိုးစားနေတဲ့လူသားတွေအတွက်လူဝတ်စံကျင်မှုတွေဖြစ်ဝင်ရောက်လာခဲ့ပါရီ။ ကျွန်တော်တို့မမြင်ဘူးသေးတယ်အနားရှိုင်းဆုံးပင်လယ်ရေအောက်ကဒရော်ရီရဲ့တည်ရှိမှုဟာလူသားရီရဲ့စူးစမ်းလို့စိတ်ကိုစဉ်းစားမပြတ်လောင်ကျွမ်းစေနေသေးပါပဲ